ချန်ပီယံလိဝင်ခွင့်မရရင်နွေရာသီမှာအတင်းကနေထွက်ခွာပဲရှိနေတဲ့ရိုမဲရိုအာဂျင်တီးနားနောက်ခံလူရိုမဲရိုဟာချန်ပီယံလိပြိုင်ပွဲမှာပါဝင်ကစားကျင်နေတာကြောင့်လာမယ့်ရာသီစပါးအတင်းချန်ပီယံလိဝင်ခွင့်မရခဲ့ရင်နွေရာသီမှာပဲထွက်ခွာပဲရှိနေပါတယ်အာဂျင်တီးနားလိုမျိုးနီးပြဆီမျိုးနီကိုင်မတွေ့နေတဲ့အက်တလက်တီကိုမက်ဒရစ်အတင်းဟာရိုမဲနီကိုခေါ်ယူဖို့စိတ်ဝင်စားနေပြီးသူ့ရဲ့ချင်းတွေကိုစောင့်ကြည့်နေပါတယ်အသက်26နှစ်အရွယ်ရှိရိုမဲရိုဟာပြည့်တဲ့ဒီဇင်ဘာလကပရီးမီးယားလိဂ်ထိပ်သီးအတင်းတွေနဲ့နိုင်ရှင်မယ်ဆိုရင်စပါးအတင်းရဲ့လူစင်းအင်အားနည်းမှုကိုမိမောင်းထိုးပြခဲ့ပြီး စပါတင်အကြီးကဲတွေကိုဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။ဒီကကြီးမှာဒံယာရီနဲ့ပွဲပယ်ကြောင်းစပါတင်ရဲ့ပွဲအများပြားကိုလွဲချော်ခဲ့တဲ့ရိုမဲရိုဟာအာဂျင်တီးနားစီးပွဲဝင်တွေကိုလည်းချီးကျူးမှုတွေပြုလုပ်ထားပါတယ်။အာဂျင်တီးနားတင်တဲ့2020ကမ္ဘာဖလားပြိုင်ပွဲမှာချန်ပီယံစီရောက်ယူနိုင်ခဲ့တဲ့ရိုမဲရိုဟာ2021ခုနှစ်ကအက်တလန်တာအသင်းကနေပေါင်43တန်းနဲ့ရောက်ရှိလာခဲ့ပြီးကတည်းကဂျိုင်းနီပြတွေပါဝင်စပါတင်မှာနီပြ9ဦးနဲ့လက်တွဲအလုပ်လုပ်ခဲ့ရပါတယ်။စပါတင်ဟာဒီရီပရီးမီးယားလိပြိုင်ပွဲမှာအမှတ်ပေးစရာအဆင့်ဆက်လေးနေရာမှာရပ်တည်နေပြီးချန်ပီယံလိဆူးယူနိုင်မှုအတွက်တခုတည်းသောမျှော်လင့်ချက်က ယူရိုပါလိပြိုင်ပွဲမှာချန်ပီယံဖြစ်ဖို့ဆွဲဖို့ဖြစ်ပါတယ်။စပါတင်ကယူရိုပါလိပြိုင်ပွဲမှာအောင်မြင်မှုမရခဲ့ရင်နီပြပိုစတီကိုဂလူးကိုထုတ်ပွဲပဲရှိနေပြီးရူမဲရိုပါဝင်ကစားသမားအများပြားဟာလည်းပြောင်းရွှေ့လာပွဲရှိနေပါတယ်။ဒီမှာယူနိုက်တက်ကအမားပေးချက်ပြတ်